ဘောလုံးကိုင်ကစားဖို့ထက်ခမည်းမစိတ်သက်သာရှိမယ်ဆိုရင်ဘလို့ပွဲမျိုးကိုမဆိုအနိုင်ယူနိုင်တယ်ရူဘင်အမ်မော်ရင်ပရိသတ်များမင်းလာပါများမန်ချက်စတာဖွားဆောင်ကနေတင်ဆက်ပေးနေပါတယ်ဂျွန်နဲ့နေပြရူဘင်အမ်မော်ရင်ရဲ့စကားတွေကိုနားထောင်ကြည့်ရင်တကယ်ကိုယင်းကတခုခုလှုံ့နှုတ်ခံရတယ်လို့ခံစားရပါတယ်သူကလီဗာပူးကို FV မှာ1-2နဲ့အနိုင်ရခဲ့တဲ့ပွဲပြီးမှဒီလိုပြောလာခဲ့ပါတယ်အေးကြီးဆုံးဖြစ်ခဲ့တဲ့အရာကစိတ်တက်ရှိနေကြတာပါဒါကအရာအလုံးရဲ့အစပဲဆိုပြီးတော့ဖြစ်ပါတယ်ဒီစကားကဘောလုံးပွဲတစ်ပွဲအောင်မြင်မှုအကြောင်းနေမကဘူးဘွားမှာအောင်မြင်မှုဘာကအထူးကလိုအပ်လဲဆိုတာကိုပြပြဝါဝါဖွင့်ရပြသနေပါတယ် ်အမေရိကန်သူ့ရဲ့ကစားသမားတွေရဲ့စိတ်သက်ကိုအဓိကထားပါတယ်သူပြောတဲ့စိတ်သက်သာရှိမယ်ဆိုရင်ဘလို့ပွဲမျိုးကိုမဆိုအနိုင်ယူနိုင်တဲ့ဆွဲစကားကဘဝမှာလက်တွေ့ကြကြရှုမြင်ပြီးဖြစ်တဲ့နာကိုကင်ဆယ်ရင်ဘလို့အကျိုးကျေးဇူးတွေရလာနိုင်တယ်ဆိုတာကိုပြသနေပါတယ်အမေရိကန်စကားထဲမှာစိတ်သက်ဆိုတဲ့စကားလုံးကအဓိကဖြစ်နေပါတယ်ဘလုံးဝဲတစ်ဝဲမှာစိတ်သက်ဆိုတာဘာလဲဆိုတော့ကစားသမားတွေအောင်မြင်ဖို့ဆန်တော့အရှုံးမပေးတဲ့စိတ်ပြီးတော့အခက်အခဲတွေကိုရင်ဆိုင်ဖို့တတိလို့ပြောမယ်ထင်ပါတယ် ဒီနေ့ကလဘောက်ကို FV မှာနိုင်ရခဲ့တဲ့ပွဲကဒီစိတ်တဲ့ရဲ့အင်အားကိုတက်တည်ပြခဲ့ပါရင်လဘောက်ဆိုတာကအင်အားကြီးအတင်းတင်း FV ဆိုတာကလည်းသူတို့ရဲ့အင်ကွင်းဖြစ်ပြီးအဲ့ဒီမှာအနိုင်ရဖို့ဆိုတာကလွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ဒါပေမဲ့ United ကဒီပွဲကို1-2နဲ့နိုင်ရခဲ့ပါရင်ဘာကြောင့်လဲဆိုတော့သူတို့မှ Emery ပြောသလိုစိတ်တဲ့ရှိခဲ့လို့ပဲဖြစ်ပါရင် Emery ကပြောပါသေးတယ်ဒီခါလီမှာခင်ဗျားဘောလုံးနဲ့ပို့ပြီးကစားမယ်။တခြားနေ့မှာဘောလုံးမပါပဲပို့ကစားရမယ်ဆိုပြီးတော့ဖြစ်ပါရင်ဒီစကားကဘောလုံးပွဲတစ်ပွဲမှာနီးပြွားရင်နီးစနစ်တွေကအရေးကြီးသလိုအဖြစ်မှန်ကိုမြင်အောင်ကြည့်တဲ့စိတ်ကအောင်မြင်မှုကိုဆုံးဖြတ်ပေးနိုင်တယ်ဆိုတာပြပါရင် United ရဲ့ဒီပွဲမှာသူတို့ဟာဘောလုံးနဲ့ကစားရတယ်ဘောလုံးမပါပဲ ံစစ်ကိုအားပြုကစားခဲ့ကြပါရီနောက်ပြီးတော့စိတ်သက်ခွန်အားကောင်းကောင်းနဲ့ကစားနိုင်ခဲ့ကြပါရီသူတို့ရဲ့အောင်မြင်မှုဆန္ဒအရှုံးမပေးတဲ့စိတ်ဟာလေပါဘူးလို့အင်အားကြီးတဲ့အသိန်းကိုတော့နိုင်ယူနိုင်ခဲ့ပါရီ MRI စကားဟာဘောလုံးဝဲတဝဲရဲ့အကြောင်းနဲ့မကပါဘူးဘောကမှဘလို့လက်တွေကြကြရှုမြင်ပြီးဖြစ်တဲ့နာကိုဂိုင်ဆွဲအတုံးချရမယ်ဆိုတာကိုသင်ခန်းစာပေးပါရီသူကဘွားပါအရင်အားလုံးအမြဲတမ်းအစီအစဉ်တိုင်းဖြစ်မလာဘူးဆိုတာကိုနားလည်ခဲ့ပါရင်ဒီခါလေးမှာအခြေအနေတွေကကျွန်တော်တို့မျှော်လင့်ထားသလိုဖြစ်မလာဘူးဒါပေမဲ့အဲ့ဒီအခြေအနေတွေမှာစိတ်ထဲရှိဖို့ဖြစ်တဲ့နာကိုစောက်ကြိုင်ပြီးရှေးဆက်ဖို့လိုတယ်ဆိုတာသူ့ရဲ့စကားကပြသနေပါရင် ဥပမာဘွားမှာကျွန်တော်တို့တခုခုကိုအောင်မြင်ဖို့ကြိုးစားတဲ့အခါအမြဲတမ်းအရာအလုံးကချောမွေ့မနေပါဘူး။ဒီကနေ့အခက်အခဲတွေအတားအဆီးတွေရှိလာတတ်ပါတယ်။ဒီလိုအခြေအနေတွေမှာစိတ်ရကောင်အားကောင်းကောင်းရှိဖို့ကအရေးကြီးပါတယ်။အမရင်ကသူ့ရဲ့ကစားမားတွေကိုပြောနေတာမြင်ကျင်တယ်လို့ပြောခဲ့ပါသေးတယ်။ဒီစကားကသူတို့ဟာကစားရင်းနဲ့ပျော်ရွှင်မှုကိုခံစားဖို့လိုနေဆိုတာကိုပြပါတယ်။ဘွားမှာဒီလိုပါပဲကျွန်တော်တို့လုပ်နေတဲ့အရာမှာပျော်ရွှင်မှုကိုရှာဖွေနိုင်ဖို့အဲ့ဒီစိတ်ဓာတ်ကကျွန်တော်တို့ကိုရှေ့ဆက်ဖို့နဲ့တွန်းအားပေးနိုင်ပါတယ်။အမရင်ရဲ့စကားတွေမှာဘာကဖြစ်တဲ့နဲ့ဘာကမဖြစ်တဲ့မှုဆိုတာကိုရှင်းလင်းလင်းမြင်ဖို့အရေးကြီးတယ်ဆိုတဲ့အချက်ကထင်ရှားပါတယ်။ သူကဘောလုံးပွဲတွေမှာဗျူဟာရီနီးစနစ်တွေကို TSD ကင်ဆွဲထားတဲ့နည်းပြဖြစ်ပေမဲ့ဒီပွဲမှာတော့လီဗာပူးလိုအင်အားကြီးတဲ့အသင်းသင်းကိုသူရဲ့ TSD မူဝါဒအတိုင်းဆွဲကင်ပြီးမကစားခဲ့ပါဘူး။သူပြေချနာတဲ့ဖြစ်တင်တာကိုပို့ပြီးတော့လက်ခံခဲ့ပါရင်3-3ကိုပဲသုံးပါရင်ဒါပေမဲ့ဝင်းဘတ်ကစားမနှစ်ယောက်ကိုခန်းဆစ်တွေ့ပဲအာယုံဆိုင်စေခဲ့တာကြောင့်ယူနိုက်တက်နောက်တန်းက9ယောက်ထိရှိနေခဲ့ပြီးခန်းဆစ်ကစားချိန်မှာ9-3နှစ်ပိုဆန်ခဲ့ပါရင် ဒါကြောင့်လည်းလမဘူအသင်းဟာတိုင်းစစ်ပိုင်းဆွမ်းလာသွားစီခဲ့တာပါဒါပေမဲ့လည်းဒီလိုပဲပွားပါကျွန်တော်တို့လောက်ရမယ့်အရာတွေကိုရှင်းလင်းလင်းမြင်ပြီးဖြစ်တင်တာကိုစောက်ကင်ထားဖို့လိုအပ်ပါတယ်ဒီလိုစိတ်သက်ရှိတဲ့အခါခွင်လန်းတွေကိုဖမ်းဆုပ်နိုင်နေဆိုတော့ပေါ့မင်းဒီတိုင်းရဲ့ဒီပွဲမှာသူတို့ဟာဒီခွင်လန်းကိုကြောက်မနေခဲ့ပါဘူးသူတို့အနေနဲ့ဒီပွဲမှာ FV မှာလမဘူကိုရင်ဆိုင်ရမယ်ဆိုတဲ့ခွင်လန်းကိုရင်ဆိုင်ခဲ့ရပါတယ်သူတို့ရဲ့စိတ်တွေကအဲ့ဒီခွင်လန်းကိုအောင်မြင်မှုအဖြစ်ပြောင်းလဲပေးခဲ့ပါတယ်ဘွားမှာလည်းဒီလိုပဲစိတ်သက်ရှိတဲ့အခါကျွန်တော်တို့ဟာခွင်လန်းကိုဖမ်းဆုပ်နိုင်တယ်ဟိုမှာအလုံးတဲတစ်ခုကိုရှောက်ရမယ်ဆိုရင်စိတ်သက်မရှိရင်ကြောက်စိတ်ကြောက်မရှောက်ဖြစ်ဘူးဒါပေမဲ့စိတ်သက်ရှိမယ်ဆိုရင်အဲ့ဒီခွင်လန်းကိုဖမ်းဆုပ်ပြီးအောင်မြင်မှု ို့ရှားဖို့အတွက်ရောက်ရှိနိုင်ပါတယ်။အချောင်းအမြင်ပြောမယ်ဆိုရင် MRS ကားတွေကဘွားမှာလက်တွေ့ကြကြရှုမြင်ဖို့ရဲ့အကျိုးကျေးဇူးတွေကိုပြပါရီ။သူကဘောလုံးဝဲတစ်ဝက်မှာဘာကဖြစ်တဲ့နဲ့ဘာကမဖြစ်တဲ့မှုလဲဆိုတာကိုရှင်းလင်းလင်းမြင်တန်နေပါပြီ။ဒီအတွက် MRS ကိုကျေးဇူးတင်ရပါရီ။သူကလီဗာပူးကိုနိုင်အောင်ရောဘွားအတွက်သင်ခန်းစာယူစရာအတွေးအမြင်တွေကိုရောကျွန်တော်တို့ကိုဒီမြန်နဲ့တင်မျှဝေပေးခဲ့လို့ပဲဖြစ်ပါရီ။အစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရီခင်ဗျာ။